ဘာလို့အဲ့လိုမျိုးလာပြီးတော့ခူတုံးလောက်တာလဲကျွန်တော်အမေကိုကျွန်တော်ကိုယ်တိုင်တော့ကျွန်တော်အမေမွေးနေကိုကျွန်တော်မသိဘူးလေအမေကိုအမေကိုယ်တိုင်တော့အမေမွေးနေကိုမသိရအောင်ဒီလောက်အပြစ်ဆိုးတယ်မိသားစုကိုလာပြီးတော့မှကျွန်တော်တို့လာခုလုံးလာလောက်တယ်ကျွန်တော်မကြိုက်ဘူးကြားအဲ့လိုပြောကျွန်တော်အဲ့ဒါယူမွေးနေ့အမှတ်တရပါအာကျွန်တော်ကင်နေချဖုံးလေးကိုဘလောင်ဘလောင်နဲ့ရပါမယ်လေးငါးသိန်းနဲ့ရပါမယ်ဆိုပြီးတော့ဘာလို့လိုက်လိုက်ပြီးတော့ရောင်းနေရလဲကျွန်တော်တရားစွဲမှာတော့အဲ့လိုမျိုးဆိုတော့ ချိန်မှာဇာထောင်းနေအဲ့လိန်နေသူရောအလိန်ခံရတဲ့သူရောမှာစေနာနဲ့ပြောမယ်ဆိုရင်နှစ်ဦးနှစ်ပတ်စလုံးမှာလေအပြစ်ရှိတယ်ဗျ iPhone 12 Pro မှာ၄၅သိန်းနဲ့ဘယ်သူကပေးမှလဲဗျာ iPhone 12 Pro မှာကြည့်မှာကျွန်တော်တို့ကင်ချင်တယ်ဆိုအောင်တောင်ပါလေတရားစင်းစားကြည့်လေဒီနေ့ကတော့ရွှေမိုးကချင်ဆေးကချင်ဆိုင်ပေါ့နော်ကချင်လုံးကြီးမျိုးမျိုး စိုက်ခွင့်ပွဲကိုလာပြောင်းမှာဖဲချုပ်ပြဖွင့်လှစ်ပေးရဖြစ်ပါတယ်ခင်ဗျာဒါစိုက်စိုက်ခွဲပေါ့စိုက်ခွဲခွင့်ဒါဒုတိယမြောက်စိုက်ပါခင်ဗျာလူနိုင်ငံရဲ့ဒီစိုက်ခွင့်ပွဲကစစ်ချင်းပါပဲ Hey Hey စိုက်ချာရေးချက်ပါတာပဲကျွန်တော်အမေမွေးနေအမတ်တရားဆိုပြီးတော့မှကျွန်တော်ခိုင်နေတဲ့ဖုံးဖုံးကိုပြန်ရောင်းခြင်းနဲ့ပြန်ရောင်းခြင်းနဲ့ဆိုတာတွေအများကြီးတွေ့နေအများကြီးတက်နေရတယ်ကျွန်တော်အမေမွေးနေကျွန်တော်ကိုယ်တိုင်တော့မသိဘူး ။ဘာလို့အဲ့လိုမျိုးလာပြီးတော့ခုတုံးလောက်တာလဲကျွန်တော်အမေကိုကျွန်တော်ကိုယ်တိုင်တော့ကျွန်တော်အမေမွေးနေကိုကျွန်တော်မသိဘူးလေ။အမေကိုအမေကိုယ်တိုင်တော့အမေမွေးနေကိုမသိရအောင်။ဒီလောက်အပြစ်ဆိုးတဲ့မိသားစုကိုလာပြီးတော့မှကျွန်တော်တို့လာပြီးခုလုံးလာလောက်တယ်ကျွန်တော်မကြိုက်ဘူးကြားအဲ့လိုပြောကျွန်တော်။ဘာလို့တာလဲ?သူများသူများမိသားစုကိုခုလုံးလောက်ပြီးတော့သူများကျွန်တော်မိသားစုမှမဟုတ်ပါဘူး။ဘာသူအနေနဲ့ခုလုံးလောက်ပြီးတော့မှဘာဘာလို့ပတ်စံရှာအဲ့ဒါကြီးကိုမွေးနေ့အမှတ်တရပါအဲကျွန်တော်ကင်နေကြဖုန်းလေးကိုဘလောင်ဘလောင်နဲ့ရပါမယ်၄၅သိန်းနဲ့ရပါမယ်ဆိုပြီးတော့ ဘာလို့လိုက်လိုက်ပြီးတော့ရောင်းနေရလဲကျွန်တော်တရားစွဲမှာတော့အဲ့လိုမျိုးဆိုတက်ဆိုင်ရာကနေအကုန်လုံးလိုက်ပြီးလိုက်တရားစွဲပြစ်မှာလဲမလို့ရဘူးလေဘသူပက်ဆန်နေနေကောင်းကောင်းမွန်မွန်နဲ့ရှာစားရအများကြီးရနိုင်တာပဲခြေကောင်းလက်ကောင်းတွေအများကြီးကြိုးစားရကြိုးစားသလိုရတဲ့ခေပဲကြာဘသူနေနေဒီတိုင်းငုံတုတ်ထိုင်နေတော့ဘယ်လိုလုပ်ရမှာလဲကျွန်တော်ပြောပြချင်တာလိုက်လိမ့်နေသူကလည်းအဲ့လိုမျိုးလိုက်လိမ့်ကေဘီအကောင့်နံပါတ်ဇင်းဇင်းကိုကိုတဲ့နော်အဲ့ကျွန်တော်လိုက်မှာတော့ မပြောမရှိနဲ့ကျွန်တော်အဲဒီခစ်ကလည်းအဲ ID ခင်တော့အကုန်လုံးလိုက်ကြည့်ပြီးတော့မှလောက်ယူလို့ရတယ်ဇင်းကိုကိုဆိုတာအရန်ဆိုးွားနေပြီလှူတဲ့လှူတဲ့သူတွေဇီးကနေလေမတရားတွေကျွန်တော်တို့နာမည်တွေကိုအသုံးချပြီးအောင်ကျွန်တော်နာမည်ကိုအရန်အသုံးချပြီးအောင်ပါလေလူတွေကိုလိုက်လိန်နေရလိုက်လိန်နေရဗျာလုံးဝကျွန်တော်ချစ်တဲ့သူတွေမှာအဲတိတဲ့လူလည်းမရှိရနားလေတဲ့လူလည်းရှိရနားမလဲတဲ့လူလည်းရှိရနားလေတဲ့လူတွေကမလိန်ခံရအောင်နားမလဲတဲ့လူကလည်းလိန်ခံရတယ်ဒါမဲ့လေလိန်ခံရမယ်ဆိုကျွန်တော်တို့ကျွန်တော်ပြောပြမယ် ဲ့လိန်တဲ့သူရောအလိန်ခံရတဲ့သူရောမှာစေနာနဲ့ပြောမယ်ဆိုရင်နှစ်ဦးနှစ်ပတ်စလုံးမှာလေအပြစ်ရှိတယ်ဗျလိန်တဲ့သူကလည်းလေမတိနားလေတဲ့နားမလဲတဲ့သူတွေကိုကျွန်တော်နာမည်တွေအသုံးချပြီးရောကျွန်တော်အမေကျွန်တော်မိသားစုအားလုံးကိုကျွန်တော်ချစ်ကြတဲ့သူတွေအားလုံးကိုယုံကြည်အောင်အသုံးချပြီးရောမှာလိန်တဲ့သူကအပြစ်ရှိတယ်အဲ့လိန်ခံရတဲ့သူကကြတော့ဘာဖြစ်သွားလဲဆိုတော့ဒီမလိုရမက် လောဘတွေအရန်ကြီးတော့လိန်ခံရတယ်အဲ့တော့ကျွန်တော်စေနာစကားတော့ကျွန်တော်လိန်ခံရလို့မဟုတ်ကျွန်တော်အပြစ်ပြောရလည်းမဟုတ်ဘူး ဒီခေတ်ဒီခါကြီးမှာကိုထုကိုထခေတ်ကိုလုံးဝင်ကိုရတဲ့ခေတ်ခေတ်ကြီးမှာဘယ်ဟာမှလေအလကားမရဘူးဗျတန်ရတန်ချေးပေးမှပဲရတယ်ဖုန်း iPhone 12 Pro Max လင်းငါးသိန်းနဲ့ဘယ်သူကပေးမှလဲဗျာ iPhone 12 Pro Max ကြီးမှာကျွန်တော်တို့ကင်ကျင်နေဆုံးတောင်ပါလေတေချာစဉ်းစားကြည့်လေဒီ Android တလုံးတောင်မှာအစ်တတလုံးတောင်မှာလင်း90သိန်းပေးနေရတာဒီ iPhone 12 Pro မှာကျွန်တော်ကင်နေကြဖုန်းဘာညာဆိုပြီးတော့ပြုံးတောင်မှာအဲ့လောက်ကြီးကြီးမယုံကြည်ချားနဲ့လေ အဲ့ဒါလေးမလို့ရမက်တွေအရန်များလို့အာလိုချင်တာတွေအရန်များတော့အဲ့စိတ်တွေဖြစ်တဲ့ကြောင့်ကြောင့်မို့ကျွန်တော်အဲ့ဒါတခါကြည့်ရင်ကိုလိုချင်တဲ့ပစ္စည်းပဲဖြစ်ဖြစ်ကိုလိုချင်တာပဲဖြစ်ဖြစ်နေချာလေးစဉ်းစားကြပါလို့ပြောချင်တယ်ဗျာဘာလို့လဲဆိုတော့လေဘာမှလေအလကားမရဘူးအဲ့နောက်ခါကြည့်ရင်အလိမ်မခံရမို့ကျွန်တော်အနေနဲ့မြစ်တရရခံပါတယ်တေချာစဉ်းစားပါကျွန်တော်ကလေဘယ်စီဝါးရေးမှလည်းမလုပ်ထားဘူးဗျာကျွန်တော်ပါကျွန်တော်လည်းကျွန်တော်ဘာစီဝါးရေးလုပ်ရမယ်ဆိုတာလည်းမသိနေသေးဘူးလို့ဘာလို့ရင်ကောင်းမလဲဆိုတော့လည်းစဉ်းစားနေတော့မှရှိသေးတယ် ီ iPhone တွေလည်းမရောဘူးဘာမှဘာဆိုဘာပစ္စည်းမှမရောဘူးကျွန်တော်အလူအလူလုတ်တယ်အလူလဲ့တယ်အဲသချင်းတွေဆိုတယ်ကျွန်တော်နိုင်ရင်နိုင်တယ်လို့ဟိုကျုံရင်ကျုံတယ်လို့အလူလေးတွေပေးပြတယ်အဲကျွန်တော်ရရင်အနုပညာရှင်ရဲ့ပေးပြတယ်သူများကြီးကယူဖို့နေနေတာကျွန်တော်ကိုယ်တိုင်ရမယ်လိုက်ပေးနေရတယ်များပါတယ်ဗျာအဲ့ဒါတေချာပြီးတော့စဉ်းစားကြည့်ကြပါတေချာပြီးတော့မှလောက်ကြပါကျွန်တော်မြစ်တာရက်ခံပါတယ်ဗျာနှစ်ဦးနှစ်ဖက်မကောင်းပါဘူးလိန်ခံရတယ်တော့နော်